ာဂျင်တီးနားနိုင်ငံမှာမိုးသည်ထန်စွာရွာသွန်းခဲ့တဲ့အတွက်မလရှေရက်ကဘာဟီယာဘလန်ကာစိတ်ကဲမြို့မှာရှေလွှမ်းမှုမှုတွေဖြစ်ပွားပြီးလူ၁၀ဦးထက်မနည်းသေဆုံးခဲ့ကလူပေါင်းထောင်ချီဘေးလွရာရှေပြောင်းခဲ့ရတယ်လို့အာဏာပိုင်တွေကပြောပါတယ်။မိုးရွာသွန်းမှုနဲ့ရှေလွှမ်းမှုမှုတွေကြောင့်နေအိမ်တွေနဲ့စည်းရုံတွေထဲကိုရေတွေဝင်ခဲ့ပြီးလမ်းတွေပြက်စီးသွားခဲ့တဲ့အတွက်အာနာဘိုင်တွေကလျှက်စစ်တရားတွေကိုဖျက်တောက်ထားရပါတယ်။လူရည်၃သိန်းခွဲနေထိုင်တဲ့အဲ့ဒီမြို့မှာ၈နာရီဆက်တိုက်မိုးရွာသွန်းခဲ့တဲ့အတွက် မြို့ရဲ့နေရာအများအပြားရေလွှမ်းမှုခဲ့ပြီးအာဏာပိုင်တွေကရေတွေဝင်နေတဲ့ခိုစေးပန်နာစင်းရုံကလူနာတွေကိုဖေးလို့ရခဲ့ထုတ်ခဲ့ရပါတယ်။လက်ရှိမှာဘာဟီယာဘလန်ကာစိတ်ကဲမြို့ကနေလူပေါင်း1320ဦးကိုဖေးလို့ရရွှေပြောင်းပေးခဲ့ကြောင်းမြို့တော်ဝန်ဖက်ဒရီကိုဆဗီယယ်စီရဲ့ရုံးကကြေညာခဲ့ပါတယ်။အာဂျင်တီးနားအစိုးရကတော့အရေးပေါ်ရေးပေးကယ်ဆယ်ရေးအတွက် ်ဒေါ်လာ6တသမ2သန်းထောက်ပံ့ပေးခဲ့ပါတယ်။ဘာဟီယာဘလန်ကာမြို့မှာနိုင်ပိုင်းတွင်ရွာသွန်းခဲ့တဲ့မိုးရေချိန်ဟာ400မီလီမီတာ15လက်မကျော်ရှိခဲ့ပြီးအဲ့ဒီမိုးရေချိန်ပမာဏဟာတစ်နှစ်တာအတွင်းပုံမှန်မိုးရေချိန်လက်မနဲ့တူညီနေကြောင်းဘျူနိုအရီးစ်ပြည်နယ်လုံခြုံရေးဝန်ကြီးဂျာဗီယာအလွန်ဆိုကပြောပါတယ်။ဘာဟီယာဘလန်ကာမြို့မှာ1939ခုနှစ်ကအင်အားအပြည့်စုံမုန်တိုင်းတိုက်ခတ်မှုကြောင့်မိုးရေချိန်185လက်မအထိရွာသွန်းခဲ့ပြီးအခုမိုးရေချိန်ထက်3ဆနီးပါးများပြားခဲ့တယ်လို့အလွန်ဆိုကပြောပါတယ်။